ကနနီတန်တက်ကစစ်ကောင်မရှင်ကိုလုံခြုံရေးယူပြီးမိုးကုံမြို့တဲကိုခေါ်ဝင်လာမှဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းတော်လိုင်းရင်နဲ့ပတ်သက်တဲ့သူတွေစီဒီအမ်ဝန်ထမ်းတွေဟာတိတ်ဆောင်နေကြတာပါ တော့ပြည်ရည်အခုဟာကျတော့တို့ကဘယ်လိုပြောမလဲမျက်နှာလွယ်ခဲတူတဲ့ပုံစံမျိုးလောက်တာကွာတောင်းဝန်ယူမှုတောင်းဝန်ခံမှုတို့ကလုံးဝမရှိဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြမှာအာနဲ့ဆက်ဆက်တဲ့သူတွေဆိုလို့ရှိကုန်များပြီဒါအပြင်စစ်ကွန်မရှင်ကမုံမဲမြို့ကိုပြန်လဲအုပ်ချုပ်ရင်တော်လိုင်းနဲ့ပတ်သက်တဲ့မိသားစုဝင်တွေ စီဒီယံဝန်ထမ်းတွေကိုဖမ်းဆီးပြီးနေအိမ်တွေကိုချိတ်ပိတ်မှာကိုလည်းစိုးရိမ်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်။တကယ်ပြောင်းလဲလာခဲ့ပြီဆိုလို့ရှိရင်နေအိမ်နဲ့ပတ်သက်တဲ့လူတွေဒီနေ့နဲ့ဒီဝါရီတွေလည်းလည်းလူတွေအဲ့ဒါဒီတခါတည်းစစ်တပ်ကပြန်ဖမ်းအိမ်တွေကချိတ်ပိတ်တော့ဒီမှာလည်းအဲ့လိုမျိုးဖြစ်လာနိုင်နေဆိုတဲ့အနေအထားမျိုးနဲ့ပတ်သက်တဲ့လူတွေကတော့စိုးရိမ်ကြောင်ကြနေကြတာပေါ့။